မင်္ဂလာပါရှင်ကျမတို့စီမာကတော့မိုးဝင်ကားစားဆိုတော့မိုးကမကြမကြရွာတယ်ပေါ့နော်ဒါကြောင့်မလို့ကျမကဒီနေ့ကော်ရီတစ်ဖက်လုံစားပါတယ်လုံနည်းမြပါမယ်ကြက်သားနဲ့လုံစားမှာဖြစ်ပါတယ်ကော်ရီလုံစားရံအတွက်ကြက်သားတုံးလေးတွေကိုဂျင်းတုံးများထည့်တယ်ပင်းငမြာကြီးအကျဲထည့်တယ်ခရုစီကတော့ကျမတို့ကမပါမပြီးဖြစ်ပါတယ်ပြီးတော့ရင်ရသာမော်လေးအနေနဲ့ထည့်ပြီးတော့ဒီမှာတေးတေးချာချာနေပါတယ် ဘာလို့လဲဆိုတော့ဈေးနှဲကအရေးထွက်လာရင်ပြီးတော့ကြက်သားတဲ့ကိုလည်းဝင်သွားရင်အတွက်ကျွန်မတည်တည်ဆတ်ဆတ်နေပါတယ်။နေနေနဲ့ကျွန်မကကြက်သားလေးကိုနူးနူးညံ့ညံ့လိုချင်တဲ့အတွက်ပြန်ကောင်းမုံတစုံထပ်ထည့်ပါတယ်။ပြီးတော့ငွေကောင်းမုံလေးအနေနဲ့ထည့်ပါတယ်ရှင်။ပြီးတော့တဖန်ထပ်ပြီးတော့နေပါမယ်ရှင်။အော်ရေဆိုရင်လေသူများကတော့မသိဘူးကျမကတော့ငပိတော့မပါမပိဒါကြောင့်မလို့ဒီနေ့ အိမ်မှာအလူမီနီယံဖိုင်းလေးလက်ကုန်နေတာမဟုတ်လို့အိုးတိုးအိုးတွေပဲကျက်တော့အဖြူအနီရဲ့ငပိလေးငပိကမြန်မာကလာတဲ့ငပိရှင်အဲငပိရဲ့ကျက်တော့အဖြူအနီဓာတ်တွေကို ကျွန်မထည့်ပြီးတော့လော်လိုက်ပါတယ်ရှင်ဒါကတော့ကျွန်မပဲပင်မလဲပြုံးမယ်ပေါ့ရှင်ပြီးတော့ခေါက်ဆက်လက်ပြုံးမယ်ပြုလုပ်ထားတော့ရေစိုးဖြစ်ပါတယ်ပဲပင်မောက်ကိုကျွန်မခိတခဏပြုတ်ပြီးတော့တစ်ဖက်ကိုဖယ်လိုက်မယ်ပြီးတော့ရင်တော့ကျွန်မကတူတဲကိုစီလင်းအနေနဲ့ထည့်ပြီးတော့ခေါက်ဆက်ပြုတ်ပါမယ် ခေါက်ဆွဲကတော့မိမိအစီအမည်နဲ့ပဲခေါက်ဆွဲမဆိုတော့အသုံးပြုနိုင်ပါတယ်။ဒီနေ့ကဝန်မှုပေးတဲ့ခေါက်ဆွဲကုန်နေတာမို့လို့ကျမက Tesco ကနေပြီးတော့ဒီခေါက်ဆွဲပြောင်းဝယ်လာတယ်။ဒါတွေကြတော့လေကျမတို့အိုးရဲကိုမထိရင်တည်တည်ချာချာမွပြရတယ်။မမွဘူးဆိုရင်ကျမတို့အထက်မှာအလုံးလိုက်အထွေးလိုက်ကြီးဖြစ်တတ်တယ်။ဒါကြောင့်မလို့တည်ချာမွပြီးတော့ဖွာပြီးတော့ထည့်ရတယ်ရှင်။ပြီးရင်တော့သူ့ကိုရေအေးနဲ့စေချလိုက်နော်။ စပြီးတော့ကောရင်အိုးစတဲ့ပါမယ်။အိုးရဲကိုစီအများကြီးမလိုပါဘူး။ခနဲ့နဲ့ဆိုလုံလောက်ပါတယ်ရှင်။ဘာလို့လဲဆိုတော့ကကျွန်မကကောရင်လေးကိုပဲပြထင်မှဖြစ်ပါတယ်။ဒါကြောင့်မလို့ပဲပြရုံလေးတွေကိုစပြီးတော့ကြောပါမယ်။ပဲပြရုံလေးတွေကိုအပေါ်ရန်တင်းတည်ထီတော့ကျွန်မကြုံမှဖြစ်ပါတယ်။ကိုရည်ရင်ကိုအီတာကိုထည့်စားရင်ကောင်းတယ်လို့ပဲပြားကြော်လေးထည့်စားရင်လည်းအဆင်ပြေတာမဟုတ်လို့လှူစားကြည့်ပါနော်။ ပဲပြားလေးကိုရတာကလည်းဝင်စီခြင်းနဲ့ရှင်ဒါကြောင့်မလို့ကျမကလည်းကြော်နေနဲ့အပေါ်ကနေပြီးတော့စားလေးတွေနည်းနည်းလေးတွေလိုက်ပြီးတော့ပဲပြားလေးကိုဖြိုးလိုက်တာပေါ့ရှင်ပြီးတော့ရင်တော့ပဲပြားလေးတွေကျွတ်တဲ့အနေထားရောက်ပြီးသည်ကျမဒီမှာကြော်ပါမယ်ပဲပြားကိုတစ်ဖက်လှန်ပေးရတာပေါ့ရှင်ကဲဒါဆိုရင်တော့ကျမတစ်ဖက်မှာငပီတောင်းသွားထောင်းမယ်လှော်တာတော့ငရုတ်သီးမဲ့ရဲ့ချက်တုံဖြူရဲ့ကျမစပြီးတော့ထောင်းမယ် ငြုံတိမဲနဲ့ကျွတ်မျိုးကချိန်ညက်လာတယ်ဆိုရင်တော့ကျမသူ့ရဲကိုစောနာကခင်နာတယ်လို့ပဲပြောအောင်မှာပေါ့ဒီမြင်ကပိကိုကျမကောက်ထည့်လိုက်တယ်ရှင်မြင်ကပိကိုထည့်လိုက်ပြီးတော့ဒီမှာကျမက သူ့ရဲကို အရှာတာမဟုတ်ထဲပါတယ်မြင်ကပိကတော့လေဒီနေ့ကကျမမှာအလူမီနီယံဖိုင်မရှိတော့မလောက်ပေါ့ရှင်ဒီမွားဝါတာပေါ့နော်ခင်ရတာပြီးတော့စားလေးနေငယ်ထည့်ပါတယ်ကျမစားကက်ပြီးမဟုတ်တဲ့အတွက်စားလေးနေငယ်ထည့်ပါတယ်ပြီးတော့ရင်အားလုံးကိုတမအောင် တပန်ထောင်းပါမယ်ရှင်။အားလုံးကလည်းတမလာပြီဆိုတော့ကျမကပဇွန်ကြောက်စားခြင်းနဲ့ပဇွန်ကြောက်ကြိုက်တယ်ရှင်။အဲ့တော့ပဇွန်ကြောက်ကိုသူ့တဲကိုမိမိစားခြင်းတလားပေါ့နော်။ကျမကတော့ဒီမှာနှစ်စွန်ခွဲလောက်ကျမထည့်လိုက်တယ်။ထည့်ပြီးတော့တပန်ထောင်းမယ်။ဒါပေမဲ့လို့ကျမကသူ့တဲကိုတမ်းမြာသည်တလုံးနိုင်နိုင်ညှစ်ထည့်ပါမယ်။ဒါကြောင့်မလို့တစ်ဖက်မှာကျမတမ်းမြာသည်တွားရှာတယ်။ ။သံမြာလီနဲ့ရင်တိတ်စားမကောင်းဘူး။အကင်၍ဒီငပီတောင်းပေါ်ရင်နောက်နေ့ရခိုင်တုတ်လုဆားမယ်။ဒါကြောင့်မို့သံမြာလီကိုနိုင်နိုင်ညှိချလိုက်ပြီးတော့ဒီမှာတဖန်ထောင်းပါတယ်ရှင်။အားလုံးတမလာပြီဆိုရင်တော့ဇွန်လေးနဲ့ချစ်ပြီးတော့ကိုစားမယ်ပကံနဲ့ဟိုထဲလိုက်ပါ။ဒါဆိုရင်တော့ကျွန်မတို့ရဲ့ညင်ငပီတောင်းလေးရရှိပါပြီရှင်။နောက်တစ်ခုကကြတော့ကျွန်မရဲ့ပေပြပါ။ပေပြကတော့လုံးဝအရောင်နှနေပြီဖြစ်တဲ့အတွက်သူ့ကိုစစ်စစ်ထားပါတယ်ရှင်။ စစ်စစ်ပြီးတဲ့ဘဲပြားတွေကိုကျမတစ်ဖက်မှာဖယ်ပြီးတော့ဒီအိုးထဲမှာပဲစပြီးတော့ကော်ရင်လုပ်ပါမယ်။ကော်ရင်လုပ်ရတဲ့အတွက်ကျမကအမြဲတမ်းချက်သွမ်ပြူကို စီတက်လေးရှိပါတယ်။ဒါမှသာကျမရဲ့ကော်ရင်ကမှွေးတာဖြစ်ပါတယ်ရှင်။ပထမဦးဆုံးချက်သွမ်ပြူကိုထည့်ပြီးတော့စီတက်ပါမယ်။ပြီးတော့ရင်နှက်ထားတဲ့ကြက်သားလေးကိုထည့်ပါမယ်။ကြက်သားလေးဒီအပေါ်ရန်တင်းဒီအထိ ကျမဒီမှာမှွေးပါမယ်ရှင်။ ဆက်သားလေးတွေကနူးစားပြုတ်လာပြီဆိုတဲ့အတွက်ကြောင့်မလို့တစ်ဖက်ကိုကျမကကျမဂျင်းလေးတွေပေါ့နော်ပြီးဖြတ်ပြီးထည့်ထားတဲ့ဂျင်းလေးတွေကိုတစ်ဖက်ကိုကျမဖယ်လိုက်မယ်ဖယ်လိုက်ပြီးတော့ရင်ဒီကြက်သားအိုးတွေကိုပဲရေလေးတွေကျမထည့်မယ်ထည့်ပြီးတော့အယောင်လိုတယ်ရှင်ကျမအယောင်လေးနည်းနည်းလေးလိုချင်တယ်အဲဒါကြောင့်လို့ပင်းငမြိုင်အဖြစ်ကလေးကျမအနေနဲ့ထည့်လိုက်ပါတယ် နောက်ပြီးတော့လေဒါဘက်ကမြရဲ့အချိုးရည်ရှင်အချိုးရည်အပြစ်ဆိုရင်မဲ့အချိုးရည်ချိုတဲ့ဘက်ကိုတော့အဲ့ဒါလေးအနေငယ်ထဲတယ်ကျွန်တော်တို့ခေါက်မှန်ကန်ကြီးလုတ်တဲ့ခါမှာထဲတဲ့ဟာမျိုးပါထိုင်းနိုင်ငံမှာဆိုရင် Tesco ရို့လို့တက်ဆို Pixie ရို့ဒါတွေမှရှိတယ်ရှင်ပြီးတော့အရသာမုံလေးထဲပါတယ်ဒါကဘက်ကမြရဲ့အကျဲပါကျွန်မအရသာကိုတပါးတည်းညှိသွားတာဖြစ်ပါတယ်နော်ကဲပြီးသွားရင်စူပွဲအောင်တည်တယ်အိုးလေးပွက်လာတဲ့အနေထားဆိုရင်တော့တစ်ဖက်မှာဖြော်ထားတော့ကော်မှုံမှာ ကော်မုံခေါ်ပလော့ပီနံမုံပလော့ပီနံမုံဤကော်မုံဖြစ်ပါတယ်နော်သူ့ကိုကျွန်မကနှစ်စွန်းနဲ့ရေတစ်ခွက်ထည့်ပြီးတော့ဖြောထားပါတယ်အဲ့ဒါကိုကျွန်မနေချင်းထည့်မယ်နော်ကော်မုံနေရင်စားမကောင်းဘူးကော်မုံများရင်လည်းစားမကောင်းဘူးဒါကြောင့်မို့ကိုလိုတဲ့အပြည့်အကျဲကိုချိန်ဆပြီးထည့်ပါကျွန်မကတော့ကော်မုံကို ကိုလိုသလားချိန်ဆပြီးထည့်လိုက်တယ်ပြီးရင်ကြောက်နှလုံးခေါက်ထားတယ် တစ်ဖက်မှာလည်းကြုံနှလုံးအပေါ်ကနေပြီးတော့ကုလိုမျိုးလေးတင်လိုက်ပါတယ်ရှင်။တိုက်တက်ရင်တော့ဒီနေရာမှာငရုတ်ကောင်းထည့်နိုင်ပါတယ်။မကြိုက်ရင်လည်းကိုပကံနဲ့ကိုငရုတ်ကောင်းထည့်နိုင်ပါတယ်။ဒါကတော့ကျမရဲ့ကိုရင်ခေါက်ဆွဲလေးပါစာချင်းစပွဲလေးဖြစ်နေပါပြီခေါက်ဆွဲရဲ့ပြီးတော့ထွာငော့လို့ခေါ်တဲ့ပဲပင်မောင်ရဲ့ထားကိုထည့်ထားခြင်းဖြစ်ပါတယ်ပြီးတော့ရင်ကျမရဲ့ညင်ငပိထောင်းထားတာလေးတွေထည့်မယ်ပြီးတော့ ဘဲပြလေးတွေထဲမယ်ပေါ့ရှင်။ထားကြပါဦး။ဘူးပူလိုက်တာ။ပူတကယ်ပူ။ငါပြီးတော့လေးနဲ့။ဇာတန်ကတေးကြရဲ့ပြစ်ထိုင်းอยู่မှာ။ပြစ်ထိုင်းပြစ်ထိုင်းပြစ်ထိုင်းဆိုတာယောကမုံလား။အာကကျမရဲ့ကိုယ်။ဒီနေ့လေးတိခံကြည့်မိတာ။ รอแบบนี้กับพี่นะรอไปเนี่ยนะครับพี่บอลเลยเราถามยังกับพี่เนี่ยก็ดีเพียรอืม แล้วก็เหรอหรือจะชิ่ไหนใช้ทาหรอไม่ได้บอก เราใส่จินเนาะมูเลียเลยวะเนี่ยดีเนี่ยพี่แอ๋ยาด้รู้เลยไม่ชอบบ่เนาะหกแล้วเอาจ่าไว้เลยเปล่า หกแล้วไหวจ่าไว้